မိစမြအလုံးမင်္ဂလာပါရှင်ယူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရရှင်အလုံးမဲမင်္ဂလာရှိရဲ့နေ့ရက်နဲ့မင်္ဂလာရှိရဲ့ချိန်လေးကိုပါဆက်နေကြပြီးဗီဗီယာများဝေးကွာကကိုရောစိတ်ပါစမ်းမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရရှင်အခုဒီချိန်ကကြတော့ဒီနေ့တော့ပုံမှန် reading တွေထပ်ဆန်းတင်မယ်ပေါ့နော်ဒါကအရင်နှုန်းကလည်းဤရဲ့အာညီမလေးတို့ခင်ရတဲ့ မြန်မာမြန်မာတယောက်ကနေပေါ့ဗောနော်သူကတောင်းဆိုထားတာဗောနော်ငါချဲဒီဒီဒီလို region လေးဖတ်ပြီးရင်ကောင်းမယ်ဆိုပြီးတော့သူတို့မျိုးလေး advice ပေးထားတာရှိတယ်ဗောနော်ဒါမဲ့ e-letter ထဲမှာကအလို personal reading တွေရောနောက်ကျမရဲ့အခြေအနေတွေရောစာသဖြင့်ပေါ့နော်အဲ့ဒါတွေလည်းလုံးလက်ချလိုက်လိုက်နေရတယ်ဒီဘက်ကိုတွားဖို့အတွက်ကို energy ရတော့တော့လောက်မရှိဖြစ်နေရပါတော့ဒီ reading ကြတော့လည်း ုံမှန်တဲ့ energy ပို့ပြီးတော့ပြည်နေမှကြည်ပြတဲ့အခါမှာအဆင်ပြေမှာဖြစ်တဲ့ကြောင်မလို့ပေါ့နော်အဲဒီဒီ reading တွေကိုအခုတော့ဖတ်ပေးဖြစ်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အဆောင်ရှောက်တွေနဲ့ပတ်သက်တဲ့ reading ပေါ့နော်အဲ့တော့ကိုယ်ကဘယ်လိုအဆောင်ရှောက်တွေရှိလဲဒီအဆောင်ရှောက်တွေကရော ကိုနဲ့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့သွားနေလဲပြီးတော့လက်ရှိအချိန်မှာရောကိုကိုဘယ်လိုမျိုး message တွေပေးနေတယ်ပေါ့နော်ဒါလေးကို cluttered region လေးဖတ်ပေးမှာဖြစ်ပါတယ်ရှင်အစကတော့ pick up line ဖတ်ပေးမလို့ပေါ့နော် pick up line ဖတ်ပေးမယ်ဆိုလို့ရှိရင်နည်းနည်းလေး group တွေခွဲရတဲ့အခါကျတော့ energy ပို့ပြီးတော့တုံးရတယ်ပေါ့နော်အဲ့ခါကျတော့အာတနေ့အရာမှာသွားပြီးအဲ့လိုမျိုးနည်းနည်းလေးပော့သွားတာမျိုးဖြစ်သွားမှာဆိုရယ်ပေါ့နော်ဒါကြောင့်မလို့ cluttered region လေးဖတ်ပေးတာဖြစ်ပါတယ်ရှင် တော့အရင်ဆုံး reading ကိုကြည့်တဲ့ collective ရဲ့ current energy ကိုဆက်ပေးပါမယ်။ဒီ energy နဲ့ကညီမှာဒီ reading ကိုဆက်ကြည့်ပါ အဲ့တော့ Gemini နေဖြစ်ဖို့တော့များလိုက်မယ်ပေါ့နော် reading ကိုကြည့်ရတဲ့သူတွေကလည်းကိုယ်ပါ the energy strong ဖြစ်နေရမှာဖြစ်လိမ့်မယ်။ Now အာ Taurus ဘာကို Capricorn assign energy လည်း strong ဖြစ်တယ်ပေါ့နော်။ပုံမှန် design နေကိုယ်ပါချက်တွေပါများနေရမှာဖြစ်လိမ့်မယ်ပေါ့နော်။နောက်တစ်ခုကကြတော့อืมကိုကလည်းဒီ ဒါလောမှာ ਉਹ ပဲကိုရဲ့အလောက်ကိုင်းငွေကြီးတော့ကိုရဲ့မိသားစုပေါ့နော်ဒီတချို့ကြတော့လဲဒီမှာကြတော့ကိုရဲ့အခြေရေးပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ဒီကိုရဲ့အဆောင်ရှောက်လေးစီမှာ manifest လုပ်ထားတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်သူတို့တွေစီမှာတိုင်တယ်ပြီးတော့စွတောင်းထားဆိုလို့ရှင်တစ္ဆာဆိုထားတာမျိုးဒီကက်ခဲတွေပြည်လေစီဖို့အတွက်သူတို့အကူအညီတောင်းထားတာမျိုးတွေပေါ့နော်ဒါမျိုးလေးရှိလိမ့်မယ်လို့ခန်းစားမိရေပေါ့နော်ဒီ energy နဲ့ကိုက်ရင်ဒီ reading ကကိုယ့်အတွက်ပါပဲဆက်ကြည့်လို့ရပါပြီ။ဒါဆိုရင် ကို့မှာရှိတဲ့ကို့မှာဘလို့အဆောင်ရှောက်မျိုးရှိလဲပေါ့နော်ကို့မှာရှိတဲ့အဆောင်ရှောက်ကဘလို့မျိုးလဲပြီးငွေကြီးတဲ့ collective တစ်စီမှာရှိတဲ့အဆောင်ရှောက်ကဘလို့မျိုးလဲ ဒီမှာတွေ့ရတဲ့အရာဆိုရှင်တော့ကို့မှာရှိတဲ့အဆောက်အအုံကနှစ်ယောက်ပေါ့နော်နှစ်ယောက်ရှိရဆိုတာမျိုးလို့မြင်တယ်အမျိုးသားရယ်အမျိုးသမီးရယ်ဆိုပြီးတော့ပေါ့နော်နှစ်ယောက်ရှိတယ်အာကို့ကောက်ွယ်ဆောင်ရှောက်ပေးနေတာပေါ့နော်အဲ့တော့ဘလို့ရဘလို့ပုံစံမျိုးနဲ့ကောက်ွယ်ဆောင်ရှောက်ပေးနေလဲဆိုလို့ရှင်ကို့အနေနဲ့ပေါ့နော်အဲ့လိုတစ်ခုခုပေါ့နော် အဆင်မပြေတဲ့အရာတခုခုပြောရင်ကျင့်ဝတ်တွေကိုဖောက်ဖျက်မဲ့အရာတခုခုပေါ့နော်ဥပမာဒါဣရဗုဒ္ဓဘာသာရဆိုလို့ရှိရင်ငါးပါးသီလကိုချိုးဖောက်မဲ့ပေါ့နော်အဲ့လိုမျိုးအရာမျိုးပေါ့နော်အဲ့လိုဒီလိုမျိုးတွေကိုမကောင်းမှုတွေကိုတိလောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကဒါလူရဲ့တဘာဝရလောဘစိတ်ကြောင့်ဖြစ်စေပေါ့နော်တခုခုကိုယ်စိတ်ထဲမှာရှုပ်ထွေးနေလို့ဖြစ်စေဒါမျိုးတွေကိုတခါကြောက်ရှင်မသိလိုက်ပဲနဲ့လုံမိသွားတာမျိုးရှိတယ်တခါကြောက်ရှင်လည်းပဲအဲဒီလိုပေါ့နော်နည်းနည်းလေးကိုယ်အနေနဲ့ စိတ်လိုလိုက်ပြီးလုပ်မိတာမျိုးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီလိုမကောင်းမှုတွေလှုပ်ခတ်နေကြတော့ရှင်ရယ်ဒါမျိုးတွေမလုပ်ဖြစ်အောင်လို့တာစီပေးနေတယ်ဆိုတာမျိုးတို့မြင်တယ်မကောင်းမှုဘက်ကိုသွားမဲ့အစားကောင်းတဲ့ယာတွေလှုပ်ဖို့အတွက်ကောင်းတဲ့ယာတွေမှာပဲပို့ပြီးတော့ action ထည့်ထားဖို့ကိုယ့်ရဲ့စိတ်ကလေးကိုတန့်စင်ပြီးတော့အာ agent အောင်ထားတတ်ဖို့နောက်နောက်တစ်ခုကကျတော့ဒီမှာဆိုရင်စိတ်ရှည်ဖို့ပေါ့နော်ရရမှာတွဆထိုးမလုပ်ဘဲနဲ့စိတ်ရှည်ပြီးတော့ စိတ်ကိုအေးကြမ်းထားပြီးတော့လှုပ်တက်ဖို့နောက်သိခံတတ်ဖို့ပေါ့နော်ဟိုဒေါသအကြည့်တက်တဲ့ကိုကအဲ့လိုစိတ်လိမ်မာမာနဲ့လှုပ်တာမျိုးမဟုတ်ဘဲနဲ့တခုဆိုလို့ရှိရင်စိတ်ရှိသိခံပြီးတော့အေးစမ်းစမ်းလေးစိတ်ကိုထားပြီးတော့ဆုံးမြတ်ချက်တွေချတတ်ဖို့အတွက်အာစကားဆိုလို့ရှိရင်လည်းပဲအဲ့လိုပေါ့နော်စကားပြောလို့ရှိရင်လည်းပဲစိတ်ထင်ရပြောတာမျိုးမဟုတ်ဘဲနဲ့ပေးစားလေးစဉ်းစားပြီးတော့မှတွေးပြီးတော့မှပြောတတ်ဖို့အဲ့လိုမျိုးပေါ့နော်ပြောရင်အဖို့ရဲ့အပြောဆိုအပြစ်မူပိုင်းနဲ့ပတ်သက်ပြီးတော့ဘေးနားနေပြီးတော့အဲ့လို guidance လုပ်ပေးနေရပေါ့နော်လို့မြေပေးနာကနေစောင့်ကြည့်ပေးနေတယ်စောင့်ချက်ပေးနေရဆိုတာမျိုးမကောင်းမှုလုပ်မယ်ဆိုလို့ရှင်လည်းပဲအဲ့လိုမျိုးမလုပ်ဖြစ်အောင်လို့တနည်းနည်းနဲ့ပေါ့နော်လို့မျိုးတားဆီးပေးနေရဆိုတာမျိုးလို့မြင်တယ်နောက်တစ်ခုကကြတော့ဒီမှာတွေ့ရတဲ့အရာဆိုရှင်ကိုကိုကိုပေါ့နော်အဲ့လိုဟို ဒါအခြေရေးရောလူမှုရေးအဆက်ဆက်ရရမှာပေါ့နော်လို့ကိုယ့်တက်ကိုအဆင်ပြေစေတဲ့လူတွေပေါ့နော်ပြောရရင်တော့အပေါင်းအသင်းမမားစေဖို့အဓိကပြောရလို့ကျွန်တော်လို့ကိုယ့်တက်ကိုအဆင်ပြေစေတဲ့သူကိုယ့်မှာစိတ်ရင်းမမှန်တဲ့သူနောက်လို့ပေါ့ကိုယ်လည်းမကောင်းမှုတွေပြုလုပ်တဲ့နေရာမှာအဲ့လိုဆွဲခေါ်သွားစေနိုင်တဲ့သူအကျင့်စာရိုက်တာမကောင်းတာဖြစ်ပေါ့တကူပေါ့အဲ့လိုမျိုးလူတွေနဲ့ မပောင်းမိစေဖို့ဒီလိုလူတွေနဲ့လည်းအတူတူအချိန်ကြာကြီးမရှိစေဖို့အတွက်ကိုလည်းကာဝယ်ပေးထားတယ်ဆိုတာမျိုးလို့မြင်တယ်။ဒီလိုလူတွေနဲ့စုံစည်းဖြစ်တဲ့ခါကျတော့ဒီလိုလူတွေနဲ့လူမိတ်မဖွဲ့စေဖို့ရေရှိအတူတူမရှိစေဖို့ဒါချစ်သူရေးစားဆိုတဲ့အတိုင်းပဲပေါ့နော်။ကိုယ်နောက်ကျောတာထိုးမဲ့သူကိုယ်သစ္စာဖောက်မဲ့သူကိုယ်ဘုံမှာစိတ်ရင်းမှန်မှန်တဲ့သူဒါဒါချစ်သူရေးစားဆိုတာဥပမာအနေနဲ့ပြောတာပေါ့နော်။ဒါဘယ် relationship မှာဆိုဒီလိုပုံစံပဲပေါ့နော်။ကိုယ်ဘောစိတ်ရင်းမှန်မှန်တဲ့သူတွေကိုယ်နားမှာအချိန်ကြာကြီးမရှိစေဖို့အတွက်နောက်ဒီလိုလူတွေနဲ့လည်းပဲ ဟိုပို့ပြီးတော့ပေါ့နော်အဲ့လိုမျိုးရင်းနှီးတဲ့အဆင့်တစ်ထိကိုမရောက်သွားစေဖို့အတွက်ကိုအနားမှာလို့ပေါ့အမြဲတစေအဲ့လိုမျိုးဆောင်းရှောက်ပြီးတော့ကာဝယ်ပေးနေတယ်ဆိုတာမျိုးတတိပေးနေရဆိုတာမျိုးလို့မြင်တယ်ပေါ့နော်အဲ့တော့ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့လေကိုကဘာသာရေးတွေမများလောက်လေလေနောက်ဒီကိုကိုစိတ်လေးကိုပေါ့နော်အဲ့လိုမျိုးအေဂျင့်အောင်ထားပြီးတော့ တရားမှတ်တာတရားထိုင်တာဒါမှမဟုတ်လည်းလိုပေါ့နော်တယောက်သေးပေါ့နော်လိုမျိုးကိုကိုပြန်ပြီးတော့စင်ကျင်သုံးသက်တဲ့အချိန်ဒါသချင်းနှောင်းတဲ့အချိန်မဖြစ်ပေါ့နော်တယောက်သေးရှိနေတဲ့အချိန်ပေါ့အများအများတော့အဖြစ်တော့တယောက်သေးရှိနေတဲ့အချိန်အဲ့လိုအချိန်တွေမှာဆိုလို့ရှိရင်တော့ကိုနားမှာပို့ပြီးတော့ရှိတယ်လို့ကိုလာပြီးတော့လိုမျိုးကိုနားမှာကြီးစုဆောက်ဆောက်ပေးနေရဆိုတာမျိုးနီးလန်းကောင်းနေပေးဖို့အတွက်ကိုအစင်တဲ့ဖြစ်နေရဆိုတာမျိုးလို့မြင်တယ်။နောက်တစ်ခုဆိုလို့ရှိရင်အိမ်မက်တရားနေတဲ့စင်ပေါ့နော်လိုမျိုးကိုစီကိုအာ ူညီပေးနေတာမျိုးကိုနဲ့ဆက်သွယ်လုပ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးတော့ရှိရလို့တွေ့ရတယ်ပေါ့နော်တော့တယောက်တည်းနေတဲ့အချိန်တွေမှာပုံနဲ့ပို့ပြီးတော့ဟိုအဆက်အသွယ်လုပ်တယ်ဆိုတာမျိုးလို့မြင်တယ်ဒီမှာဆိုရှင်တော့တွေ့ရတဲ့အရာကတော့ရေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရေနဲ့ပတ်သက်ပြီးတော့လည်းဟို ရေနားမှာကိုရှိတဲ့အခါရေချိုးတဲ့အခါမျိုးအဲ့လိုပုံစံမျိုးပဲဖြစ်ပေါ့နော်ရေတဲ့ဆင်းတာပဲဖြစ်ဖြစ်ရေကူးတာဖြစ်ဖြစ်ဒါမှမိုးရွာတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့လိုအချိန်မျိုးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ကိုယ့်စီကိုအဲ့လိုမျိုး message တွေပေးလေးရှိရဲဆိုတာမျိုးလို့မြင်တယ်နောက်တစ်ခုကဒီတပတ ayi လောက်တဲ့ခါမျိုးပေါ့နော်ဒါဖျားရှုခိုးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုကိုရဖက်ပူစောတဲ့ခါဖြစ်ပေါ့နော်အဲ့လိုခါမျိုးတွေမှာအလှူတန်းလောက်တာဖြစ်ဖြစ်ပေါ့နော်ဒီလိုအချိန်တွေမှာလည်းပဲကိုနာမှာ အရှိနေပြီးတော့ကိုယ်ကိုလို့စောင့်ကြည့်နေရဆိုတာမျိုးလို့မြင်နေပေါ့နော်။နောက်ကိုယ်ဆုံးမဲ့ချက်ချခတ်တဲ့ကိစ္စတွေရှိလာခဲ့တယ်ဆိုလို့ရှင်လည်းပဲပြပတတနဲ့ဆုံးမဲ့ချက်ချနိုင်အောင်လို့လည်းအနာကနေပြီးတော့လမ်းပြပေးနေရဆိုတာမျိုး၊ကူညီပေးနေရဆိုတာမျိုးလို့တွေ့ရပေါ့နော်။အဲ့တော့အမျိုးသားရဲ့အမျိုးအမျိုးသားရဲ့အမျိုးသားရောအမျိုးသမီးရောပေါ့နော်။ဒါအဆောက်အအုံ ရှိတယ်ဆိုတာမျိုးလိုမြင်တယ်နှစ်ယောက်ကတော့ရှိတယ်ပေါ့နော်အာတော်လေးတော့ powerful ဖြစ်တယ်ဆိုတာလည်းတွေ့တယ်ပေါ့နော်နောက်ကောင်းတဲ့အဆောင်လျှောက်တွေဆိုတာတော့လည်းတွေ့တယ်ပေါ့နော်ဒါဆိုရင်လက်ရှိအချိန်မှာရော သူကကိုကိုဘယ်လိုတွေဆက်သွယ်ပြီးတော့ဘာတွေပြောချင်နေလဲပေါ့နော် ။ဒါအခုဒီ reading ကိုကြည့်တဲ့အချိန်မာရောသူကကိုကိုဘာတွေပြောချင်နေလဲ။ဘယ်လို message တွေပေးချင်လဲ။ဘယ်လိုလမ်းညွှန်မှုတွေပေးချင်လဲပေါ့နော်။ Wondrous Universe walk in, beauty. Reaching your destination, your light is shining brightly. Okay, walk in, beauty. Join and delight. Open your heart to join. Ground in, go deep, explore your roots. Distant thunder, clear the air. ဲ့ဒီတော့လက်ရှိအချိန်မှာပေးတဲ့ message ကတော့ဒီလောကကြီးကပြောရင်ဒီကိုကိုခုနေထိုင်နေတဲ့ဒီစကြဝဠာဒီကဘာမြေကြီးလို့ပြောရမလားဒီလောကကြီးလို့ပြောရမလားစေပြေတယ်လို့ပေါ့နော်ဒီလောကကြီးမှာတော့ထူးဆန်းအံ့ဩဖွယ်ရာတွေကတော့အများကြီးရှိတယ်ကောင်းတာအရာတွေရှိတယ်ဆိုးတဲ့အရာတွေလည်းရှိတယ် ဟိုမျောလင်းထားတဲ့အရာတွေရှိတယ်မမျောလင်းထားတဲ့အရာတွေလည်းရှိတယ်ပေါ့နော်ကြုံတွေ့ရမှာတော့အများကြီးပဲအဲ့အတွက်ကြောင့်မလို့ဟိုကြိုပြီးတော့ပေါ့နော်အဲ့လိုမျိုးဘာတွေဖြစ်လာမလဲဆိုတော့အတွေ့အကြုံနဲ့ပူပန်နေတာမျိုးမလုပ်ဘဲနဲ့အကောင်းဆုံးပုံစံနဲ့ရှောက်လမ်းမှာခြေလမ်းအသစ်စတင်ပြီးတော့ပြပြပေါ့နော်အကောင်းဆုံးပုံစံနဲ့ဒါဒီကိုယ့်ရဲ့ကြမ်းရှိနေတဲ့ဘဝခရီးကိုဒီလိုပုံစံမျိုးနဲ့ဒါရှောက်လမ်းနောက်ဟိုလိုဘာလဲဘလို့အရာမှမသိတဲ့အရာတွေကိုကျွန်တော်တွေ့ရမှာတော့သိကြတယ်ဒါပေမဲ့ကို့အနေနဲ့က ကောင်းတဲ့အရာတွေကိုပဲကြုံတွေ့ရမယ်ဆိုတဲ့စိတ်မျိုးနဲ့သာရှေ့ဆက်ပြီးတော့သွားပါဘူးပေါ့နော်အဲဘလို့အချိန်ချိန်မှာဖြစ်ဖြစ်အတောက်ပါဆုံးအလှဆုံးအကောင်းဆုံးအနေချားမျိုး ရှိအောင်လို့အဲစူးစမ်းပြီးတော့နေပါရှင်သန်ပါပေါ့နော်အဲကိုရဖြစ်ချင်တဲ့ကိုရဒီကိုရအိမ်မက်ကိုရရီမှန်းချက်ပန်းတိုင်ကိုလည်းအကြောင်းအဲ့လိုပုံစံမျိုးနဲ့ပဲအကြောင်းလမ်းနိုင်နေပေါ့နော်။အော်ပြောရင်ကိုက စိတ်အတွင်းကမှပေါ့နော်အဲ့လိုမျိုးကိုယ်ကိုယုံကြည်မှုရှိရှိနဲ့အကောင်းဆုံးပုံစံနဲ့အချိန်ဝအကောင်းနေပဲပေါ့ပြောရမှာပေါ့နော်လူကကောင်းတဲ့ဘက်ကိုကြွေးလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာလည်းကောင်းတဲ့အရာတွေဖြစ်လာပြီးတော့အာပြောရင်ဒီဒီစိတ်ထဲမှာအဲ့လိုပေါ့နော်အရာတို့ခုပေါ့နော်အချိန်ဝတို့ခုကရအောင်ရလာနေပေါ့နော်အဲ့ဒီအချိန်ဝနဲ့ပဲ ဒီတိတိလေးရနေပြီးဖြစ်ဖြစ်အဲအချိန်ဝါကိုကြီးထွားလာအောင်လုပ်ပြီးတော့ဒီအချိန်ဝါလေးကိုဆက်ထိန်ထားပြီးတော့ကိုဘွားရဲ့ညီမချက်တွေကိုဖြည့်ဆည်းတဲ့အခါမှာလဲအောင်မြအောင်ဆောင်ရွက်တဲ့အခါမှာဒီပုံစံမျိုးနေတာတော့ပြောရကိုမှာဆွာအားရှိတယ်အင်အားရှိတယ်နောက်ကိုကိုတိုင်းတော့မတည်သေးတယ်ပေါ့နော်အာလှပတဲ့အရာတွေကိုမှာရှိတယ်ပေါ့နော်အာနောက်တစ်ခုဒီမှာတွေ့ရတဲ့အရာဆိုရှင် အထူးပျော်ရွှင်မှုပေါ့နော်ပျော်ရွှင်မှုနဲ့ဒါဆေးဆက်ပြီးတော့ဒါစိတ်ကိုပုပ်ပုပ်ပါထားပြီးတော့ပေါ့နော်ခလေးတရလို့ပျော်ရွှင်မှုမျိုးနဲ့ဟိုပြီးခဲ့တဲ့အရာတွေအတွက်ရောရှေ့ဖြစ်မဲ့အရာတွေအတွက်ရောတွေးပူမနေဘဲနဲ့ပေါ့နော်လက်ရှိပြစ်စုံပန်အချိန်မှာပဲအကောင်းဆုံးအပျော်ရွှင်ဆုံးပုံစံမျိုးနဲ့နေထိုင်ပြီးတော့ဒါဆေးဆက်ပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်းကကိုယ့်ရဲ့အိမ်မက်တီကိုအကောင့်တဲ့ဘဘဝဖြစ်ကိုဖြစ်လာနိုင်မယ်ပေါ့နော်အဲ့တော့နောက်တယောက်တည်းဖြစ်နေတဲ့အချိန်မှာလည်းပဲကိုယ့်ရဲ့ စိတ်ကိုကိုသိအောင်လို့ကြိုးစားပါ Go deep explore your roots ဆိုတော့တယောက်တည်းရှိနေတဲ့အချိန်မှာဆိုရှင်ကိုကဘာတွေပို့ပြီးတော့စိတ်ဝင်စားလဲကိုရဲ့စိတ်ကဘယ်လိုပုံစံမျိုးဆိုလို့ရှိရင်အေးချမ်းနိုင်မလဲနောက်ကိုရဲ့ intuition ကဘာတွေပြောနေရလဲကိုတကယ်ဖြစ်ချင်တဲ့အရာကိုတကယ်ဝါသနာပါတဲ့အရာကဘာလဲစသဖြင့်အဲ့ဒါမျိုးတွေပဲစဉ်းစားပါတခြားအရာတွေကိုစဉ်းစားတာမျိုးမလုပ်နဲ့နောက် ြောက်တဲ့နေဖြစ်တဲ့အခါမျိုးမှာအလုပ်ကိစ္စရောတခြားဘာကိစ္စကိုမှခေါင်းထဲမှာမထည့်နဲ့ပေါ့နော်အထူးသဖြင့်စိတ်ကိုညစ်ညူးစေမဲ့အရာတွေအာတခြားသူတွေသူများတွေရဲ့အကြောင်းတွေဒါတွေအကုန်လုံးကိုဖယ်ထားပြီးတော့ကိုယ့်အတွက်ပဲကိုယ့်တယောက်တည်းအတွက်ကိုပဲကိုယ်စဉ်းစားပြီးတော့ဒါအေးစဉ်းစားနဲ့နေပါပေါ့နော်အဲ့လိုပုံစံမျိုးလေးကို message ပေးထားတယ်။ Now လက်ရှိအနေအထားကတော့ပြောရရင်တော့ဖြစ်သလောက်လွယ်ကူမနေတဲ့ အနေအထားမျိုးနဲ့အခက်ခဲတွေရုန်းကန်ရမှုတွေပြမန်းဆင်းရဲမှုတွေရှိနေလိမ့်မယ်။ဒါပေမဲ့လည်းဒီလိုပုံစံမျိုးနဲ့သာကိုယ်စိတ်ကိုယ်ကိုတိဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီအရာတွေကလည်းအချိန်တစ်ခုရလို့ရှိရင်လွင့်ပြဲသွားမှာပဲပေါ့နော်။ပြောရရင်ဒီတိမ်မဲတွေကအချိန်တစ်ခုရလို့ရှိရင်မိုးဖြစ်နေရွာချပြီးတဲ့အခါမှာကြည်လင်နဲ့ကောင်းငယ်တစ်ခုကိုအဲမိုးကောင်းငယ်တစ်ခုကိုမြင်ရတဲ့လိုမျိုးပဲပေါ့နော်။အဲ့လိုမျိုးကိုဘွားထဲမှာလည်းဒီလိုမျိုး မှောင်မိုက်စေတဲ့အရာတွေအာစိတ်အဆင်မပြေစေမယ့်အရာမျိုးတွေပေါ့နော်လူမျိုးတွေရှိခဲ့မယ်ဆိုလို့ရှင်လည်းပဲအချိန်ကိုရောက်တဲ့ခါမှာဒါလည်းကိုလုံးကပျောက်သွားမှာပါဆိုတဲ့စိတ်မျိုးနဲ့ဒါအာကိုယ်စိတ်ကလေးကိုရှင်းရှင်းလင်းလင်းထားပြီးတော့ဒါနေပေါ့နော်ဘာမှတွေးပြီးတော့စိတ်ညစ်မနေနဲ့ပေါ့နော်ဒီမှာအများစု energy ကိုကြီးရတဲ့အရာဆိုလို့ရှင်တော့စိတ်ကိုပျော်ပျော်ရွှင်ရွှင်လေးပဲထား ပူပန်ပြီးတော့တွေးမနေနဲ့ပြီးခဲ့တဲ့အရာတွေအတွက်လည်းစိတ်သက်သာမနေနဲ့မဖြစ်လာသေးတဲ့အရာတွေအတွက်လည်းတွေးပြီးတော့ပုံမနေနဲ့လက်ရှိပြဿနာမှာပဲနေပြီးတော့ဘယ်လိုမျိုးအကောင်းဆုံးပုံစံမျိုးနဲ့နေထိုင်ရမလဲစိတ်ကိုဘယ်လိုမျိုးအကြည်လင်ဆုံးအေးအေးချမ်းဆုံးဖြစ်အောင်ထားရမလဲဘယ်လိုမျိုးစိတ်ထဲမှာရှိနေတဲ့ညဉ့်ဦးတွေအရာတွေလေးလံနေတာတွေနာကျင်နေတာတွေကိုဘယ်လိုမျိုးလွှတ်ချရမလဲဆိုတာတွေပဲအဲ့ဒါတွေပဲအာရုံစိုက်ပြီးတော့ဒါနေမယ်ဆိုလို့ရှိရင်တော့ မနေ့ဖြန်နိုင်မနေ့ဖြန်နိုင်နောက်လာမယ်နေ့ရက်တိုင်းနေ့ရက်တိုင်းဟာကိုတက်ကိုပို့ပို့ပြီးတော့လွယ်ကူပြီးတော့အေးချမ်းလာနိုင်မယ်ပေါ့နော်နောက်ကိုယ့်ရည်မှန်းချက်ကိုအကောင့်ထဲပေါ်တဲ့နေရာကိုယ့်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာလည်းပဲပို့ပြီးတော့ရှင်းလင်းလာနိုင်မယ်ဘယ်လိုပုံစံမျိုးနဲ့ရအောင်သွားရမလဲဆိုတာကိုလည်းလမ်းကြောင်းမှန်ကိုပို့ပြီးတော့တည်လာနိုင်မယ်ရှင်းရှင်းလင်းလင်းမြင်မြင်လာနိုင်မယ်ပေါ့နော်အဲ့တော့အခုကနေစပြီးတော့ဒါအခုဒီ reading ကိုကြည့်တဲ့အချိန်ကစပြီးတော့ဒီလိုမျိုးစပြီးတော့ ကိုယ့်ရဲ့စိတ်ကိုကြင်ကြံပါလေ့ကျင့်ပါအာစူးစမ်းပြီးတော့လုပ်ကြည့်ပါတော့အချိန်လေးမစွဲနေပါတော့အခုကစပြီးတော့ဒီလိုပုံစံမျိုးနဲ့ဒါနေထိုင်သွားပါဆိုပြီးတော့ message ပေးထားတယ်ပေါ့နော်အော်ဒါကတော့ကိုယ့်ရဲ့အဆောင်ရှောက်တွေနဲ့ပတ်သက်တဲ့ collective reading လေးဖြစ်ပါတယ်ရှင်အားလုံးပဲစုံလိုက်ကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်တဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများကြီးတင်ပါတယ်ရှင် personal reason များကိုတော့ Viber နဲ့ Telegram မှာပဲလက်ခံပြီးတော့ဖြည့်ကြားပေးနေပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြည်ပြများဝေးကွာပြီးကိုရောစိတ်ပါကျမကျနာကြပါစေကောင်းသောလူရင်စံတာမှန်တယ်များလည်းပြီးပါကြပါစေမိချင်ရတဲ့သူတွေနဲ့လည်းအတူတူစီးလုံးစက်မမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပါရှင် thank you